မင်္ဂလာပါရှင်ကျမတို့ rapid code တင်ဌာနကနေကြိုဆိုပါရရှင်အခုတင်ဆက်ပေးမယ့်သတင်းလေးကတော့ဆလင်းမျိုးနယ်မှာကျင်းဒီစဲရင်နှန်းအတွက်လိုက်ပါလာတဲ့လုံခြုံရေးရင်နှန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့သတင်းလေးဖြစ်ပါရရှင်စကိုင်းတိုင်းဆလင်းမျိုးနယ်ဝမ်ပေါင်ကုမ္ပဏီမှာကျင်းဒီစဲရင်နှန်းအတွက်လုံခြုံရေးလိုက်ပါလာတဲ့စီရင်နှန်းကိုမိုင်းဆွဲခဲ့တယ်လို့ဒီနေ့မှာ area 71 local pdf မုံရွာက ထုတ်ပြန်ထားပါရရှင် မနေ့ကမနေ့၈နာရီခွဲကမှဂျင်းဒီဇယ်ယာဉ်တန်းအတွက်လုံခြုံရေးလိုက်ပါလာတယ်။ဂျမ်းမပါစစ်ယာဉ်တန်းကမုံရွာချောင်းလမ်းမိုင်းကိုရောက်လာတာလို့အဲ့ဒီအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ Area 71 LPDF မုံရွာရဲ့တာဝန်ရှိသူကကျုပ်တို့ကစစ်ခွေကင်းမုံနဲ့10မီတာပဲဝေးရလေ။မမြင်အောင်ကတ်ရတာကားရမ်းမိုင်းဆွဲချိန်တော့ဝုံးဆိုစစ်ခွေကင်းနေလမ်းပေါ်ကနေဆင်းပြေးသွားပြီးအကာအကွယ်ရှိရကတ်ကြတာပြီးမှဘေးဝဲရအောင်ရန်တမ်းပစ်ကြတာလို့ပြောဆိုထားပါတယ်။ အဆိုပါတိုက်ခိုက်မှုမှာစစ်တပ်ဘက်က ထိခိုက်သေးဆုံးမှုနဲ့ပတ်သက်ပြီးမသိရသေးဘူးလို့လည်း Area 71 LBDM မုံရွာရဲ့တာဝန်ရှိသူကဆိုထားပါဗျ။ဆိုပါတာဝန်ရှိသူကအခြားတော်လှန်ရေးဖွဲ့များအနေနဲ့မုံရမန်းလေးလမ်းပိုင်းဘက်ကိုလည်းအာရုံစိုက်ပေးကြစေချင်ပါတယ်လို့ဆိုထားပါသေးတယ်။ဒီတိုက်ခိုက်မှုကိုမုံရမြို့နယ်ပြည်သူ့ကာကွယ်ရေးမိုင်းအဖွဲ့နဲ့ Area 71 LBDF မုံရွာ Golden Peacock Attack Force တို့မှပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့သိရှိရပါတယ်ရှင်။